နိုင်ငံတကာနဲ့ရင်ပေါင်တန်ကချန်ပီယံအဆုတွေရယူပေးနိုင်ခဲ့တဲ့နေပေ6ခုရဲ့မြန်မာထူးချွန်အားကစားသမား6ဦးဒီတစ်ခါပြိတ္တရီကိုအာကစားနေပေ9ခုမှာရှရှန်တောင်းအမြင်နေကြရိမြမကုံဆောင်အာကစားသမား6ဦးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအာကစားသမား6ဦးဟာချန်ပီယံဆုမြောက်သောကိုလေးရယူပိုင်ဆိုင်တာတော့မဟုတ်ဘသူတွေလဲဆိုတာကိုကြည့်လိုက်ကြရအောင်နော်။နာမည်ကျော့ဒေါခင်ခင်တွင်မာရတွန်အပြေးပြိုင်ပွဲမှာလည်းမြမတွေဟာနောက်ကောက်မကြိုက်ခင်ကြပါဘူး။ မာတာအပြေးပြန်ပွဲလို့ပြောလိုက်တာနဲ့နိုင်ငံကုံဆောင်ချန်ပီယံဆုရှင်ဒေါ်ခေခင်ထွေးကချန်ထားလို့မရပါဘူး။ဒေါ်ခေခင်ထွေးဟာအာရှမာတာအပြေးပြန်ပွဲမှာအာတွန်ခွန်ဆိုင်နဲ့ရှင်ပြိုင်နိုင်ခဲ့တယ်လို့အပြေးတန်လွန်တာကြောင့်အမြဲတမ်းနိုင်ပွဲဆက်ခဲ့ပါရယ်။ရှေ့တစိမ့်စုပေါင်း28ခုအထိကိုရယူပိုင်ဆိုင်တာခဲ့တာပါ။ဒါပြန်နိုင်ငံအနေနဲ့ဘောလုံးကစားနည်းတွေဖြင့်မာတွန်ကစားနည်းကိုလည်းအလေးပေးဖို့တိုက်တွန်းခဲ့ပါသေးတယ်။2021ခုနှစ်မှာတော့ Talking Kentry ကကွယ်လွန်သွားခဲ့ပါသေးတယ်။ နမန်ကကိုတော်မင်းကာယဘလမကိုတော်မင်းကလည်း2019ခုနှစ်က World Body Building ပြိုင်ပွဲမှာ65 kg အလေးချိန်ကိုမပြားကကမ္ဘာချန်ပီယံဆိုရှယ်သူဖြစ်လာခဲ့တာပါကိုတော်မင်းကမြန်မာကာယပလမောင်တွေမရနိုင်တဲ့ကမ္ဘာချန်ပီယံဆုကြီးကိုအရှာယူပေးနိုင်ခဲ့တာကြောင့်ကွန်ပျူထိုက်တဲ့ထူးခြားအကစားသမားတယောက်ဖြစ်ပါတယ်။နံပါတ်၄နေတွေ့ဦးကိုနေတွေ့ဦးကတော့ မြမပီလီရဲ့ကစားသမားအနေနဲ့အာရှဝဲစဉ်မှာချန်ပီယံဆုရဲအများကြီးရယူပေးနိုင်ခဲ့တာပါ။၂၀၀၉မှာကိုနေတွင်ဦးကပီလီရဲ့လက်ရင်းစင်တူဖြစ်လာခဲ့တာပါ။အနည်းနဲ့အလလကကြိုးစားလာခဲ့အရေးချင်းတွေကိုလက်ရင်းစင်ဖြစ်လာတဲ့နေ့မှာပဲအရှိတအာရှပီလီရဲ့ဘွေမှာတတိယဆုကိုရယူနိုင်ခဲ့ပါတယ်။တာတင်မကအသေးပဲ၂၀၁၉ခုနှစ်မှာဆိုရင်အာရှပီလီရဲ့ပြောင်းပွဲမှာချန်ပီယံဆုကိုယူကကုန်ဆောင်ပေးခဲ့ပါတယ်။ တပည့်2013ခုနှစ်ကမြန်မာနိုင်ငံမှာအင်ရှင်ပြည့်ကျင်းပခဲ့တဲ့အာဆီယံပွဲမှာလည်းကိုနေတွေဦးကအင်ရှင်ဖီလီယံလက်ရွေးစင်ကစားသမားတယောက်အနေနဲ့ရွှေတစိဆိုးတကူဝေတစိဆိုးတုံးကူရရှိခဲ့ပါရယ်။နံပါတ်3တထာသူစာတထာသူစာကစက်တောင်ရိုင်းမဲအနေနဲ့နိုင်ငံတကာပြိုင်ပွဲတွေမှာရင်ပေါင်တန်းကမြမအကုံဆောင်ပြနိုင်သူဖြစ်ပါရယ်။တထာတူဇာကအသက်20ရွေးနဲ့နိုင်ငံတကာပြိုင်ပွဲတွေမှာ ရွှေတစိဆိုပေါင်း9ခုမကရရှိထားခဲ့တာပါ။ ဒါပြန်နိုင်ငံတကာပြိုင်ပွဲလေးခုလောက်မှာခြေတစိဆုတွေရယူပေးနိုင်ကနိုင်ငံကိုဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ကမ္ဘာစစ်မှာဆိုရင်တော့တထားတူစားကအဆင့်63ချီကိုဝေရောက်နေတဲ့စက်တောင်အကစားမဲသူဖြစ်ပါတယ်။နံပါတ်၄ကိုဝင်းထွန်းကိုဝင်းထွန်းက2019ခုနှစ်မှာကျင်းပတယ်။ကမ္ဘာပြောင်းတဲ့စစ်တူရင်ပြိုင်ပွဲမှာပြိုင်ပွဲဝင်28နိုင်ငံကိုကြောတက်ကကမ္ဘာချန်ပီယံဆုကြီးကိုရရှိခဲ့တာပါ။ဒါမြန်မာနိုင်ငံအတွက်တော့စစ်တူရင် နေပေမှာပထမဆုံးကမ္ဘာချန်ပီယံဆုကြီးကိုရရှိဖို့တာဖြစ်ပါတယ်2023ခုနှစ်ကမြန်မာနိုင်ငံကအရှေ့အပြေချန်ပါရီစီဂိမ်းမှာလေကိုဝင်တုံကအဖက်လာတဲ့ခြေတစိဆုကိုရရှိခဲ့တာပါနံပါတ်3 online answer အောင်လာအစံကမြန်မာပြည်ပွဲကချင်အမျိုးသားတဦးအနေနဲ့လောကမှာမြန်မာကိုကဘာကတည်အောင်လုပ်နိုင်ခဲ့ပါတယ် မြန်မာလဝေတမားရီအတွက်အလန်ဝေးတဲ့ကမ္ဘာချန်ပီယံဆုကြီးကိုရယူပေးကနောက်ထပ်လဝေတမားရီအတွက်လမ်းဖောက်ပေးနိုင်ခဲ့ပါသည်။ဒါပြင်စင်ကာပူအခြေဆိုင်ဝမ်ချန်ပီယံရှစ်မှာပထမဆုံးမြန်မာလဝေတမားတရားဖြစ်လာခဲ့ပါသည်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရကြတဲ့ဒီနေ့တို့ပြန်လာကြအောင်မှဖြစ်လို့အသေးသေးတော့ပရိတနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြီးခလုံးလေးကိုလည်းနှိထားပေးကြပါရှင်။အဆုံးထိအားပြီးကြည့်ရှုမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။